အဲ့လိုဘဝတစ်ခုရောက်သွားတာအေကံကြမတာဒီထက်ထက်မြက်မြက်ကံကြမရဲ့စွမ်းဆောင်မှုကအလွန်ကြီးမားလာပြီဆိုရင်ကံဖန်တီးတဲ့ပုံရိပ်ကလည်းအကောင်းနေကြီးပဲဖြစ်လာအကောင်းနေကြီးဖြစ်လာတော့ခုနကတဏှာဆိုတဲ့အစွဲကိုလွှမ်းမိုးပြီးတော့ကံကဖန်တီးတဲ့စွမ်းအားတွေကကြီးမားလာတယ်ဆိုရင်ဒီပုဂ္ဂိုလ်ကကောင်းရသူကြီးပုံပဲရောက်သွားတယ် အဲ့တော့ဘဝခကြီးဆိုတာဘုန်းကြီးတို့တွေလည်းဟိုဘဝကလည်းသေးလာကြတယ်သေးလာပြီးတော့ဒီဘဝမှာဖြစ်ကြတယ်ဒီဘဝလည်းပဲထို့တူပဲဘဝတစ်ခု ဆုံးတတ်ကြအောင်မယ်အဆုံးတတ်တဲ့အခါမှာနောက်ဘဝတစ်ခုလာလေအောင်မယ်အဲ့ဒါလို့လာနေတာဟာဘသူကနေဥဆောင်ပြီးဘသူရဲ့လက်ချက်လဲလို့မေးတဏှာကနေဥဆောင်ထားပြီးတော့ ကံကြမ္မာကိုလုံးတဲ့ကံတရားတွေကမျိုးစေ့ကြသွားတာလို့ဒီလိုပဲနားလည်ရတယ်ပေါ့ဒါကဗုဒ္ဓဘာသာရဲ့ခံယူချက်တခြားဘာသာဝင်နေကြတော့တန်တရားဆိုတာကိုလက်မခံတာလည်းရှိတယ်လက်မခံတော့သာဝရဘုရားသခင်ဖြန်ဆင်းလို့ဖြစ်တယ်ဆိုတဲ့အယူဆအယူဆသာဝရဘုရားကဖြန်ဆင်းလိုက်လို့လူဖြစ်လာသေသွားလို့ရှိရင်လေဘုရားသခင်နဲ့ကောင်းတာတွေလုပ် လုံးလို့ရှင်ဘုရားသခင်နဲ့အတူကောင်းကင်ဘုံမှာဆံရမယ်လို့ဒီလိုပဲယူဆတယ်။ဘုရားသခင်ကဒီပြစ်ဒဏ်ခတ်ခံရမယ်ဆိုရင်လည်းပဲသာဝရငရဲမှာခံရမယ်လို့ငရဲနဲ့ကောင်းကင်ဘုံဒီနှစ်ခုပဲရှိတယ်။ရွေးချယ်စရာလမ်းမရှိဘူး။ဒီနှစ်ခုပဲတော့။တန်လျာဆိုတာလည်းမရှိဘူး။အတိတ်ဘဝဆိုတာလည်းမရှိဘူး။ဒီလိုယူဆတယ် ဗုဒ္ဓဘာသာအဲ့တော့ဒီလိုမဟုတ်ဘူးဗုဒ္ဓဘာသာတို့ဟိန္ဒူဘာသာတို့ဟိန္ဒူဘာသာကတော့ Brahmanism လို့ခေါ်တာပေါ့ရှေ့တော့ Brahmanism သူကပို့ရှေ့ကြ။ Brahmanism ရဲ့ပြောင်းလဲသွားတဲ့အခါကျတော့ Hinduism ဖြစ်တယ်။တချို့ကတော့ Hinduism ကိုပဲ Brahmanism လို့ဒီလိုပြောတာမတူညီတာတွေရှိတယ်ဆိုတာတတိထားဖို့လိုအပ်တယ်ပေါ့။ Brahmanism ဆိုတာ sacrifice ရှိတယ် တရားတွေကိုတတ်ပြီးတော့ရစ်ပူဆိုတာပရမနစ်စင်မှာရှိတယ်။ဟိန္ဒူအစ္စင်ကြတော့တတ်တတ်လွတ်တွေစားတာဆိုတော့တရားတွေကိုတတ်ပြီးရစ်ပူဆိုတဲ့အလုပ်မရှိတော့ဘူး။အဲ့ဒါကွဲပြားခြားနာချက်။အဲ့ဒါကွဲပြားခြားနာချက်ဖြစ်တော့ကြောင့်ဟိန္ဒူအစ္စင်ဆိုတာနောက်မှပေါ်တာပရမနစ်စင်ကအရင်ပေါ်တယ်လို့ပဲဒီလိုမှတ်ရ။ဒါရိုးရိုးသားသားဝန်ခံရင်ဒီတိုင်းပဲ။သို့သောဟိန္ဒူအစ္စင်ကတော့ပရမနစ်စင်ဆိုပြီးတော့သိရှိကြတယ်လို့သူတို့ကလက်ယူဆတယ် ဟုတ်တယ်ပြောင်းလဲသွားတဲ့အပိုင်းအစာတွေရှိနေသေးတယ်ပေါ့ရှိနေသေးပြကြ Romanism ကို reform လုပ်ထားတယ်လို့ပြောနော် reform လုပ်ထားပုံပြောင်းထားတယ်လို့ဒီလိုပြောပုံပြောင်းလိုက်တာအဲ့တော့ဘုရားဘာသာကြီးရဲ့အယူဆအစစ်အမှန်ကတော့ပါတယ်ကံကြမ္မာဒီဘဝမှာဘုန်းကြီးတို့တွေလုံနေတဲ့အရာတွေဟာ မျိုးစစ်တွေဖြစ်ကုန်ဒါပဲကမ္မပဋ္ဌာမြောက်တယ်လို့ခေါ်တယ်နေစဉ်နဲ့အမြတွေးတယ်နေစဉ်နဲ့အမြပြောတယ်နေစဉ်နဲ့အမြလုပ်နေကြတယ်အဲ့ဒီတွေးတောမှုတွေပြောဆိုမှုတွေကြံစီမှုတွေဟာတစ်ဖက်ကိုကောင်းကျိုးတက်ရောက်သွားသလိုတစ်ဖက်သားတွေပေါ်မှာဆိုးကျိုးတက်ရောက်သွားတာလည်းရှိတယ်ကောင်းကျိုးဆိုးကျိုးမတက်ရောက်ဘဲနဲ့ဒီတိုင်းပဲပျောက်ကွယ်သွားတာလည်းရှိတယ်ဘာပဲဖြစ်ဖြစ်မိမိရင်ထဲနှလုံးထဲမှာ ဒီဖြစ်ပေါ်သွားတဲ့အရာသည်အကျိုးတရားမှုကိုဖြစ်စေလိုက်တာနဲ့တပြိုင်နဲ့မျိုးစေ့ဖြစ်သွားတယ်။အဲဒီမျိုးစေ့ဖြစ်သွားတာနဲ့တပြိုင်နဲ့တဏမကင်းသေးဘူးဆိုရင်မှုလေလို့ပဲတဏကနေပြီးတော့လေအားကိုစီးပြီးတော့ဘဝခရီးကိုလျှောက်လန်းအောင်မှာပဲ။ကံကနေပြီးတော့ဘဝတွေကိုတိဆောက်ပေးနေတယ်။ဘဝတစ်ခုရလာတဲ့အခါမှာလည်း တဦးနဲ့တူကွဲပြားခြားနားမှုတွေအများကြီးရှိတယ်။ဘုန်းကြီးတို့တွေမြန်မာနိုင်ငံမဲကြည့်မြန်မာလူမျိုးမြန်မာမိသားစုကမွေးတဲ့မြန်မာလို့ပဲဆိုတမိအေးတဖိအေးတဲကမွေးတဲ့မိသားစုတွေမှာပဲကြည့်တချို့ကအသက်တူတယ်တချို့ကအသက်ရှည်တယ်တချို့ကယုံလှတယ်တချို့ကယုံမလှဘူးအေးတချို့ကပညာတတ်တယ်တချို့ကပညာမတတ်ဘူးဘာကြောင့်ကွဲပြားနေရတယ် အမေဖေเจ้าဆိုရင်အလုံးတူရမယ်နော်အမေဖေเจ้าဆိုရင်အလုံးတူရအမေဖေเจ้าတဲ့ပိုတဲ့မတိတဲ့လျှော့ဝတ်တဲ့အကြောင်းတစ်ခုရှိ